ားလုံးပဲမင်္ဂလာပါအကြောင်းမျိုးမျိုးကြောင့်ကြိုးတွေမိသားစုပုံစံမရရသေးတဲ့သူတွေမိသားစုဟလာ တစုတစည်းတဲ့ဓာတ်ပုံမချိထားတဲ့သူတွေဘယ်လိုမျိုးပေါင်းစည်းရမလဲမိသားစုပုံလေးတွေဘယ်လိုမျိုးထောက်ရမလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီဂျမနိုင်းနဲ့ကိုဝင်လိုက်ပါမယ်ဂျမနိုင်းနဲ့ကိုဝင်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာဆိုလို့ချင်းမိသားစုပုံလေးထုတ်ထားတယ်ပေါ့နော်အဲခုနကဒီမိသားစုရဲ့ပုံလေးပေါ့နော်ဒီမှာကြည့်ကြည့်လဲဒီမိသားစုရဲ့ပုံလေးပါအဲထွက်လာတဲ့ပုံလေးကတော့ဒီပုံစံလေးဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပုံတူထုတ်တဲ့အခါမှာပြောချင်တာတစ်ခုရှိတယ် ပုံတွေမတူဘူးဆိုလို့ချင်းကျွန်တော်ကဒီလိုမျိုး ပုံကြီးကြီးရှင်းရှင်းလေးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့မတူတာဖြစ်ပါတယ်เนาะပုံ quality ကျိုးတွေဖအေရောမအေရောခလေးရောအဲဒီလိုမျိုးပုံ quality ကောင်းရမယ်ဓပုံစီဖြစ်နေတယ်ဆိုလို့ချင်းလည်းဖအေလည်းအာ quality ကောင်းရမယ်ပေါ့နော်ဓာတ်ပုံ quality ကောင်းရမယ်မအေးဓာတ်ပုံလည်း quality ကောင်းရမယ်ခလေးရဲ့ဓာတ်ပုံလည်း quality ကောင်းရမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ့ညီမှာဖြစ်ပါတယ်နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့တွေကဒီလိုမျိုးဟလား ဒီမှာဆိုလို့ရှင်ကျုပ်တို့မအေးရဲ့ပုံဆိုလို့ရှင် quality တိတ်ကောင်းတာကိုမတွေ့ရဘူးပေါ့နော်ထိုင်နေတဲ့ quality ကောင်းတာမတွေ့ရဘူးပေါ့နော်အဲပြီးလို့ရှင်ကျုပ်တို့မှာခလေးပေါ့နော်ခလေးရဲ့ဓာတ်ပုံကတော့ဘယ်လောက်ကြီးတော့မဆိုးဘူးပေါ့နော်ဒါပေမဲ့ခလေးဖြစ်တဲ့အတွက်အဲကျွန်တော်တို့တိတ်ပြီးတော့တော့သူကမတူဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျုပ်တို့ကဒီနေရာမှာကျုပ်တို့ဓာတ်ပုံအဲဖအေးပုံရောမအေးပုံရောကောင်းတယ်ဒါမှမဟုတ်ဘူးဆိုလို့ချင်းဒန်းတူရိုက်ထားတဲ့ quality ကောင်းတဲ့ပုံတပုံဆိုလို့ရှိရင်တော့ကျုပ်တွေတေချာပေါက်တူတယ်ပေါ့နော်အဲထွက်လာတဲ့ပုံကကြတော့ဒီလိုပုံစံမျိုးလေးကျုပ်တွေထွက်လာတယ်ပေါ့နော်ဖအေးပုံကတော့တူတာကိုမြင်တွေ့ရတယ်မအေးကတော့မတူဘူးပေါ့နော်မအေးမတူဘူးခလေးလည်းမတူဘူးပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ကျုပ်တွေကတခြားပုံတွေနဲ့ထပ်ပြီးတော့ထွိုင်းကြည့်ရတယ်ပေါ့နော်တခြားပုံတွေနဲ့ထပ်ပြီးတော့ကျုပ်တွေထုတ်ကြည့်ရပါတယ်နော်ညီမကြီးတခြားပုံဟိုတခြားလူတွေပုံစံထွက်သွားတယ်ပေါ့နော် အဲ့တော့ဟုတ်ပြီကျွန်တော်ထပ်ပြီးတော့ထုတ်ပြပေးမယ်အပေါင်းလေးကိုကျွန်တော်နှိပ်လိုက်မယ် credit ကိုဖွင့်လိုက်မယ်ကိုယ့်ရဲ့ဖုန်းထဲပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာချိတဲ့ကျွန်တော်တွေဓာတ်ပုံကိုသွားပြီးတော့ယူပါမယ်နော် okay နော်ကျွန်တော်ဒီပုံလေးကိုပြန်ပြီးတော့ထုတ်ပါမယ်နော်ဒီပုံလေးမှာကျွန်တော်တို့ကဒီအစာလေးကိုပဲကျွန်တော် coffee ယူလိုက်မယ် အကဲယူလို့မရဘူးဆိုလို့ရှင်ကျွန်တော်ကဒီအထက်ကိုသွားလိုက်မယ်โอเคเนาะကော်ဖီယူလိုက်မယ်ယူပြီးွားပြီဆိုလို့ရှင်ကျွန်တော်ကပတ်စရာလေးနှိပ်လိုက်မယ်နှိပ်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်ဒီကလေးလေးကဒီကလေးလေးကကျွန်တော်တွေနှစ်နှစ်သားလောက်ပဲရှိအောင်ပဲဗောနော်နှစ်နှစ်အဲနှစ်နှစ်သားလောက်ပဲရှိမယ်နှစ်နှစ်ပဲထားပါတော့နှစ်နှစ်ပြီးလို့ရှင်ဒီကလေးလေးကဂဲမဟုတ်ဗောနော်ဘွိုင်းဖြစ်တဲ့အတွက်ကျွန်တော်တွေဘွိုင်းဆိုတာကိုပြောင်းပေးမယ်ဘွိုင်းဆိုတာလေးကိုပြောင်းပေးလိုက်မယ်ပြောင်းပြီးွားပြီဆိုလို့ရှင်ကျွန်တော်ဒီမှာဒီ print လေးကို ဒါစာလေးပြောင်းပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့မှာ submit ဆိုပြီးတော့နှိပ်လိုက်ပါเนาะ submit ဆိုပြီးတော့နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီတက်ပုံလေးကပြန်ပြီးတော့ကျွန်တော်တို့ဒါချိန်ပေးသွားလိုက်မယ်ပေါ့เนาะဒီကြတာတစ်ခုကတော့ဒီတက်ပုံကကျွန်တော်တို့ဒီ command ကနေပြီးတော့ screen shot ပြန်ပြီးတော့ရိုက်ထားတာဖြစ်တဲ့အတွက်အဲ100%တော့ကျွန်တော်တို့အစဉ်ပြေမယ်လို့မထင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့ထပ်ပုံက subscription shop ပြန်ယူထားတဲ့ပုံလေးဖြစ်တယ်ပေါ့နော်။အဲဒီ မူရင်းဓာတ်ပုံတစ်ပုံကိုကျွန်တော်ပို့ထားတာဆိုလို့ရှင်တော့တေချာပေါက်တူတယ်ဗောနော်အဲတက်လာဒါတော်မှကျွန်တော်တို့ဖက်အေးရတိတူသေးတယ်ဗောနော်ဖက်အေးရတူတယ်မအေးကကျွန်တော်တို့ကျတိတ်မတူဘူးဗောနော်ဖက်အေးရတော့တူတယ်ကျကြည့်ကြည့်လိုက်နော်မအေးလဲအရန်ကြီးတော့ကျိုးတွေမစိုးနေဘူးဗောနော်ဒါပေမဲ့ခက်ဆင်ဆင်လေးရှိတယ်ဗောနော်ခက်ဆင်ဆင်လေးရှိပါတယ် အဲ့လိုလေးတွေကျုပ်တွေအသုံးပြုလို့ရတယ်ဗောနော rate ထဲဝင်လိုက်မယ်ကျွန်တော်နောက်ထပ်မိသားစုမိသားစုပုံလေးကိုကျွန်တော်ထပ်ပြီးတော့ထုတ်ပြမယ် okay ဒီပုံပြီးလို့ရှင်ကျုပ်တွေဒီပုံလေးဗောနော dance ဆိုလေးနှိပ်လိုက်မယ် dance ဆိုနှိပ်ယူသွားပြီဆိုလို့ရှင်ကျွန်တော်ကဒီမှာဒီစာလေးကိုစမစ်ဆိုပြီးတော့ထည့်လိုက်မယ်အဲ့တော့ယောက်ျားလေးတယောက်မိန်းကလေးတယောက်ဖြစ်တယ်ဗောနော်ယောက်ျားလေးတယောက်မိန်းကလေးတယောက်ဖြစ်တယ်ယောက်ျားလေးဒီကျုပ်တွေသူ9နှစ်လောက်တော့ရှိပြီဗောနော်9နှစ် 5နှစ် point ပေါ့နော်အဲပြီးလို့ရှိရင် ကျတို့ကနောက်တစ်ယောက်ကိုထပ်ထည့်မယ်ပေါ့နော်နောက်တစ်ယောက်ကိုကြတော့ကျတို့တွေတစ်နှစ်နဲ့လေးလပေါ့နော်တစ်နှစ်လေးလပြီးလို့ရှိရင်ကျတို့ကတစ်နှစ်နဲ့လေးလပေါ့နော်တစ်နှစ်နဲ့လေးလအဲ့တော့ main ကလေးဆိုတာထပ်ပြီးတော့ထည့်ပေးလိုက်ပေါ့နော် main ကလေးဆိုတာကိုထပ်ထည့်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါလေးကိုပြီးသွားပြီဆိုလို့ရှိရင်ကျတို့က submit လေးကိုနှိပ်ပေးလိုက်ပါ เนาะဒါဆိုလို့ရှင်ခလေးနှစ်ယောက်မှာဆိုလို့ရှင်မိန်းကလေးတစ်ယောက်ကတစ်နှစ်နဲ့လေးလာအဲယောက်ျားလေးက9နှစ်ဆိုပြီးတော့ကျွန်တော်ထွန်းလိုက်တယ်ဗောနော်ဘယ်လိုပုံစံမျိုးလေးထွက်လာမလဲဆိုတာကိုကြည့်ပြီးပြလိုက်ပါโอเคဒါဆိုလို့ရှင်ပုံလေးကတော့ကျွန်တော်ထွက်လာပြီဖြစ်ပါတယ်เนาะပုံလေးကတော့အခုလိုမျိုးလေးထွက်လာပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဒါဆိုလို့ရှင်ပုံလေးတွေကတော့တူတယ်လို့ပြောရမှာဗောနော်အကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေတွေသိကျင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာ